ရသခင်ယေရှုတော်ချီးမွမ်းပါれနှုတ်ကပတ်တော်အပြင်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ယောဘဝတ္ထုခန်းကြီး42အပိုင်ငယ်9မှာရှိထို့သောထာဝရဘုရားသည်ယောဘအားမိန့်တော်မူပြီးမှတိမန်မျိုးသားအေလိဖတ်အားလည်းသင်နှင့်သင်၏အဆွေခင်မွန်း၂ယောက်ကိုငါအမျက်ထွက်၏အကြောင်းမူကားငါကြုံယောဘသည်ငါအကြောင်းအရာတို့ကိုဟုတ်မှန်စွာ ပြောတကယ်သို့သင်တို့သည်မပြောတို့ဖြစ်၍နွားထီးခုနှစ်ကောင် တိုးထီးခုနှစ်ကောင်တို့ကိုယူပြီးလင်ငါ့ကြုံယောဘထံသို့သွား၍မိမိတို့အဖို့မိရှို့ရာရစ်ကို ပူဇော်ကြလောငါ့ကြုံယောဘသည် သင်တို့အဖို့ဆုတောင်းရမည်သူ၏မျက်နာကိုငါထောက်မည်သို့မဟုတ်ငါ့ကြုံယောဘသည်ငါအကြောင်းအရာတို့ကိုဟုတ်မှန်စွာပြောတကယ်သို့သင်တို့သည်မပြောသောအပြစ်နှင့်အလျောက်ငါစီရင်မည်ဟုမိန်တော်မူ၏ကျောင်းဒီနောက်ကဘတ်တော်မှာအပေါ့တွေ့ရလဲဆိုရင်တော့ယောဘကိုနှစ်သိမ့်ဖို့ရန်အတွက်ရောက်ရှိလာတဲ့တငယ်ချင်း၃ယောက် တို့ကတဲ့ဖះအကြောင်းကိုပြောတဲ့ခါမှာတဲ့ဟုတ်မှန်ဆိုမပြောဘူးဒါကြောင့်ဖះကအမျက်ထွက်တယ်တဲ့မင်းတို့ယောဘစီကိုတွားပြီးတော့ယောဘရဲ့ဆုတောင်းခြင်းကိုပြန်ခံအဲ့ဒီယောဘကမင်းတို့အတွက်ဆုတောင်းပေးတော့မှငါမင်းတို့ရဲ့အပြစ်ကိုခွင့်လွှတ်မယ်မဟုတ်ရင်တော့ငါကြုံယောဘကငါအကြောင်းကိုဟုတ်မှန်ဆိုပြောတဲ့ကဲ့သို့မင်းတို့ကဟုတ်မှန်ဆိုမပြောတဲ့ခါမှာအပြစ်နဲ့လျောက်ငါစီရင်မယ်လို့ဖះကသူတို့ကိုမိန့်တော်မူခဲ့ပါတယ်ဒါကြောင့်ချစ်တော်စီတိုင်းယောဘ အကြီးအကျယ်ဒုက္ခရောက်ပါတယ်။သူ့ရဲ့ချမ်းသာတဲ့စီစဉ်ဥစ္စာတွေအားလုံးကုန်သွားတယ်။သူ့သားသမီး၁၀ယောက်အားလုံးသေသွားတယ်။သူ့ခန္ဓာကိုယ်မှာလည်းအနာရောဂါတွေပေါက်လာပြီးတော့ပြင်းစွာသောဝေဒနာကိုခံစားရတယ်။ဒီယောဘရဲ့အခြေအနေအဖြစ်ပြက်အပြင်ပန်းကိုကြည့်တဲ့အခါမှာသူ့တငယ်ချင်း၃ယောက်က9ရက်တော့ယောဘနဲ့အတူနှစ်သိမ့်ဆွေးနွေးပါသေးတယ်။ဒါပေမဲ့9ရက်ပြီးတဲ့အခါမှာမခံနိုင်တော့ယောဘမင်းအခုလိုချမ်းသာတဲ့ဘဝကနေချက်ချင်းကြီးဆင်းရဲသွားတာ မင်းသားသမီးတွေနဲ့တကယ့်ကိုပျော်စရာကောင်းတဲ့ဘဝကနေမင်းသားသမီးဆယ်အလုံးသိသွားတာမင်းရဲ့ခန္ဓာကိုယ်မှာဒီယောဂါတွေဝေဒနာတွေမကျန်းမာမှုတွေခံစားရတဲ့အကြောင်းရင်းကမင်းဖះနဲ့တခခုမှမှန်လို့ပဲဖြစ်မယ်ဖះနဲ့မှန်တဲ့သူဆိုရင်ဒီလိုမျိုးဆင်းရဲစရာအကြောင်းမရှိဘူးဖះနဲ့မှန်တဲ့သူဆိုရင်ဒီလိုမျိုးမိသားစုတွေသိဆုံးသွားစရာအကြောင်းမရှိဘူးဖះနဲ့မှန်တဲ့သူဆိုရင်မင်းယောဂါဖြစ်စရာအကြောင်းမရှိဘူးဆိုပြီးတော့အပြင်ပန်းအခြေအနေကိုကြည့်ပြီးတော့ ဖះနဲ့မှန်ခြင်းမမှန်ခြင်းမှာဖះအကြောင်းကိုပြောတဲ့ခါမှာမာယွန်းဆိုတာသူတို့ဆုံးဖြတ်မိသွားတယ်။ဘာကြောင့်လဲဆိုရင်တော့ယောဘတန်ငယ်ချင်း၃ယောက်ကအပြင်ပန်းကိုကြည့်လို့ဖြစ်ပါတယ်။ယောဘရဲ့အခြေအနေကိုကြည့်လို့ဖြစ်ပါတယ်။ယောဘရဲ့အတွင်းစိတ်နှလုံးယောဘရဲ့နှလုံးသားထဲမှာဖះကိုတစ္ဆာရှိခြင်းဖះအပေါ်မှာချစ်ခြင်းဖះရဲ့ဖြောင့်မတ်ခြင်းတရားကိုစွဲလန်းပြီးတော့ဖះစကားတိုင်းအသက်ရှင်ခြင်းဆိုတဲ့အဲဒီယောဘရဲ့အတွင်းသဘောကိုသိချာမမြင်တဲ့အခါမှာ ဒီနေ့သူတို့ကအပြင်ပန်းကိုကြည့်ပြီးတော့ယောဘဖះနဲ့မမှန်ဘူးလို့ပဲဆုံးဖြတ်ချက်ချလိုက်မိပါတယ်အဲ့ဒီအတွက်ကြောင့်ဖះသခင်ကသူတို့ကိုအမျက်ထွက်တယ်လို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်ဒါကြောင့်ခြေတော်စီတိုင်းယုံကြည်သူဖះသားသမီးတယောက်ဖះနဲ့မှန်မမှန်ဘလို့တိုင်းတာမလဲဘလို့ဆုံးဖြတ်မလဲအပြင်ပန်းနဲ့တိုင်းတာမဆုံးဖြတ်မိဖို့အင်မတန်ရည်ကြီးပါတယ်အပြင်ပန်းနဲ့တိုင်းတာဆုံးဖြတ်မိပြီဆိုရင်သင်ဟာယောဘတန်ငယ်ချင်း၃ယောက်ကဲ့သို့ဖះရဲ့အမျက်တော်ကိုခံစားရမှာဖြစ်ပါတယ် ဒါကြောင့်မို့ယုံကြည်သူဖရာသားသမီးတယောက်ဖရာနဲ့မှန်ခြင်းမမှန်ခြင်းဆိုတာကအာချမ်းသာရင်တော့ဒါဖရာနဲ့မှန်လို့ဆင်းရဲရင်တော့ဖရာနဲ့မှားလို့အာယုံကြည်သူဖရာသားသမီးတယောက်ကအချိန်လေးတတရရနဲ့ဘဝကဆူဆူပြေပြေဖြစ်နေဟာဒါဖရာနဲ့မှန်လို့ဟာအချိန်လေးတွေမကောင်းဒုက္ခဆင်းရဲခြင်းတွေကြုံရင်အဲ့ဒါဖရာနဲ့မမှန်လို့အာကျမ်းမာပြီးတော့ခန္ဓာကိုယ်မှာဗာယောဂါမရှိအဲ့ဒါဖရာနဲ့မှန်လို့ခန္ဓာကိုယ်မှာယောဂါတွေဝေဒနာတွေခံစားရပြီဆိုတော့ဒါမင်းဖရာနဲ့မှားလို့ဆိုပြီးတော့ကျွန်တော်တို့ကအပြင်းပန်းကိုကြည့်ပြီးတော့ဆုံးဖြတ်ချက်ချတတ်ပါတယ် ဒီနေ့ယုံကြည်သူဖရာသားသမီးတယောက်ဖရာနဲ့မှန်ခြင်းမမှန်ခြင်းဆိုတာကချမ်းသာခြင်းဆင်းရဲခြင်းနဲ့မတိုင်ရပါဘူး။ကြမ်းမာခြင်းမကြမ်းမာခြင်းနဲ့လည်းမတိုင်ရပါဘူး။ယုံကြည်သူဖရာသားသမီးတယောက်ဖရာနဲ့မှန်ခြင်းမမှန်ခြင်းဆိုတာအခြေအနေကောင်းခြင်းမကောင်းခြင်းနဲ့လည်းမတိုင်တာရပါဘူး။သူ့ရဲ့နှလုံးသားထဲမှာဖရာစကားတိုင်းအသက်ရှင်လားအသက်မရှင်လားဆိုတဲ့အရာနဲ့တိုင်တာရပါတယ်။ဖရာစကားအတိုင်းအသက်ရှင်သောသူကဖရာနဲ့မှန်သောသူပဲ သင်ဟာချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေဖះစကားတိုင်းအသက်ရှင်လိုက်ပါအဲ့ဒါဆိုရင်ဖះနဲ့မှန်သောယုံကြည်သူဖြစ်မယ်သင်ဟာချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေဖះစကားတိုင်းအသက်ရှင်လိုက်ပါအဲ့ဒါဆိုရင်သင်ဟာဖះနဲ့မှန်သောယုံကြည်သူဖြစ်မယ်သင်ဟာဘဝအတ္တထဲမှာအဆင်ပြေသည်ဖြစ်စေအဆင်မပြေသည်ဖြစ်စေဖះစကားတိုင်းမှန်ကန်စွာဖះအလိုတော်တိုင်းအသက်ရှင်မယ်ဆိုရင်သင်ဟာဖះနဲ့မှန်သောယုံကြည်သူဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဖျားစကားတိုင်းအသက်ရှင်လားအသက်မရှင်လားဆိုတဲ့အရာကောဘယ်အချိန်မှအဖြစ်ပေါ်လဲ မုံတိုင်းတွေပြဿနာတွေအခက်အခဲတွေကအဖြစ်ပေါ်ပါတယ်။စုံစမ်းခြင်းတွေစစ်ဆေးခြင်းတွေလာတဲ့အခါမှာဖျားစကားအတိုင်းအသက်ရှင်တဲ့သူကမပြိုလဲသွားဘူး။ဖျားစကားအတိုင်းအသက်မရှင်တဲ့သူကတော့ဖျားအလိုတော်အတိုင်းအသက်မရှင်တဲ့သူကတော့ပြိုလဲသွားတတ်ပါတယ်။ဒါကြောင့်မို့ရှင်မသက်ခရွင့်အခန်းကြီး9အပိုင်ငယ်24ရနေ29ကိုကြည့်တဲ့အခါမှာအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏။ထိုသူသည်ကြောက်ပေါ်မှအိမ်ဆောက်သောပညာရှိနှင့်တူချောင်းကို ငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ထိုးအိမ်ကိုတိုက်သည်ရှိသောကြောက်ပေါ်မှတည်သောကြောင့်မပြိုမလဲနေ၏အကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဝဲနေ၏ထိုသူသည်သဲပေါ်မှအိမ်ဆောက်သောလူမိုက်နှင့်တူချောင်းကိုငါပုံပြမည်မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုးအိမ်ကို တိုက်သောအခါကြီးစွာသောပြုတ်လဲခြင်းသို့ရောက်လေသည်ဟုဟောတော်မူ၏။တခင်ရှုကပြောပါလေ။ ဖခင်ရဲ့နှုတ်ကပတ်တော်သူဟောပြောတဲ့စကားကိုနားထောင်ပြီးတော့အသက်ရှင်နေသူဟာတဲ့မုံတိုင်းနေဘလောက်ပဲလာပါလေစေတဲ့မယိုင်လဲဘူးမပြိုလဲတော့ဖခင်စကားကိုနားမထောင်ဘဲနဲ့အသက်ရှင်နေသူဟာတော့သူလဲအိမ်ဆောက်တာပဲကိုတယောက်လဲအိမ်ဆောက်တာပဲဒါပေမဲ့မုံတိုင်းကိုနှစ်ယောက်စလုံးခံရပါတယ်ဖခင်စကားကိုနားမထောင်တဲ့သူရဲ့အသက်တာကတော့ပြိုလဲသွားတယ်ဒါကြောင့်ချစ်တော်စီတိုင်းဖခင်နဲ့မှန်ခြင်းမမှန်ခြင်းဆိုတာက ပြင်ပအခြေအနေချမ်းသာခြင်းနေအောင်မြင်ခြင်းနေ ကြော်ကြားခြင်းတွေအစဉ်ပြေခြင်းတွေအဲ့ဒီပုံမှာမတိုင်းတာရပါဘူး။ဖရာသခင်နဲ့မှန်ခြင်းမမှန်ခြင်းဆိုတာကဖရာစကားအတိုင်းအသက်ရှင်ခြင်းအသက်မရှင်ခြင်းဖရာအလိုတော်အတိုင်းအသက်ရှင်ခြင်းအသက်မရှင်ခြင်းပုံမှာပဲတိုင်းတာရပါတယ်။ဖရာစကားအတိုင်းဖရာအလိုတော်အတိုင်းအသက်ရှင်တဲ့သူဟာဘယ်တော့မှမပြိုလဲတော့။ဆင်းရဲခြင်းချမ်းသာခြင်းကသူ့ကိုဒုက္ခပေးလို့မရတော့။ချမ်းသာခြင်းမှလည်းမတရားတော့ဘူး။ဆင်းရဲခြင်းမှလည်းစိတ်မပြတ်တော့ဘူး။ ကျမ်းမာခြင်းပုံမှာလည်းမဝမ်းမြောက်တော့ဘူးမကျမ်းမာခြင်းပုံမှာလည်းမညီတော့တော့ဘယ်အခြေအနေကမှသူ့ကိုယိုင်နေတော့အောင်ပြိုလဲတော့အောင်လုံးလုံးမရတော့တော့သူကဖះနဲ့မှန်တော့သူဖြစ်တယ်။ဒါကြောင့်ဖះနဲ့မှန်တော့သူဆိုပြီးမှဖះစကားတိုင်းအသက်ရှင်တော့သူဖြစ်တယ်။ဖះစကားတိုင်းအသက်ရှင်တော့သူကဘယ်အရာကမှသူ့ကိုပြိုလဲအောင်လုံးလုံးမရတော့တော့သူဖြစ်ပါတယ်။ ဒါကြောင့်မို့ဖះနဲ့မှန်ကန်စွာဖះစကားတိုင်းဖះရဲ့အလိုတော်တိုင်းအသက်ရှင်ခြင်းအပြင်ဘယ်လောကရန်တရားကမှပြူလဲအောင်လှုပ်လို့မရတော့ဘဲနဲ့ဖះသခင်နဲ့မှန်ကန်စွာ အသက်ရှင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပုံပါဖះရှင်ကောင်းကြီးပေးပါစေ